ေလာတဲ့ခင်ဗျာဒီနေ့ match လာ9ရက်နေမှာအင်္ဂလိပ်စာကိုအတိုင်းနာတစ်ခုအထိအကောင်းဆုံးလေ့လာဖို့ဆိုတော့ဒီမျိုးဟိုတွဲသုံးတဲ့စကားလုံးတွေကိုတခါတည်းပေါ့ native speaker တွေသုံးနေတွဲသုံးပေါ့ collocation လို့ခေါ်တာပေါ့စစ်ပွဲဖြစ်တယ်ဆိုရင် war has broken out ဆိုပဲဖြစ်သွားပြီပေါ့ဒါကတော့ fact တွေနဲ့သုံးတာဆိုတော့ violence has erupted ဆိုတာဒီမှာကြမ်းဖက်မှုတွေ V I O L E N C ဆိုတော့ violence erupted ကဒီနေရာမှာဖြစ်ပွားတာပဲမှတ်ယူရမယ် ကြမ်းဖက်မှုတွေဖြစ်ပွားသွားတယ်ပေါ့ heads battery နောက်တစ်ခုကစစ်ပွဲကြီးညာတာကို declared war CIA ED so have declared ဆိုတော့ကြီးညာသွားပြီပေါ့ battery ကပြီလို့လေးပေးရနော်နောက်တစ်ခုကကြတော့ဒီဟိုဥစွာတိုက်ခိုက်တာကို early attack လို့ခေါ်ပေမဲ့ဒီ english ဒီအတုံးတော့အစစ်မြစ်မှာတော့တွဲသုံးတာတော့ pre bi pre em pdi v m tips or pre m tips ရာကတော့ဒီလက်ဦးမှုတိုက်ခိုက်တာပေါ့ strike လောက်တာပေါ့နော် နောက်တစ်ခုကကျတော့ကျွန်တော်တို့လက်နက်တွေကိုဒီ Ukraine စစ်ပွဲမတိုင်ခင်တည်းလက်နက်တွေကျူပို့ထားတယ်။အဲ့ဒါကို stock uh pile stock pile ဆို stock pile weapons လို့ခေါ်ပါတယ်။အဲ့တော့ creating a collection of weapons လို့လည်းသုံးပါတယ်။အဲ့ဒါကိုကြိုတင်လုပ်တာ။အမှ is နဲ့သုံးတော့ present continuous ပေါ့ပို့ထားတဲ့ကိုလေ့ပြရပါမယ်။နောက်တစ်ခုကတော့ဒီအကြောင်းပြချက်မရှိဘဲနဲ့ဒီတိုက်ခိုက်တာမျိုးကိုဟိုဘာ ါ်ခေါ်လဲဆိုလို့ဆိုရင်မမျှတတဲ့တိုက်ပွဲပေါ့တိုက်ခိုက်မှုပေါ့အဲ့ဒါကို UNPROVOKE unprovoked attack လို့ခေါ်ပါတယ်အဲဒါလေးသုံးပြန်နော် နောက်တစ်ခါကျတော့ဒီတဲမှမှုတွေမြင့်တက်လာတာမြင့်မြင့်တက်ကောင်းမြင့်တက်လာတယ်ဆို tensions mirror rise လို့ခေါ်တယ် tension ဆိုတာတဲမှမှုတွေမေဆိုဖြစ်ကောင်းဖြစ်နိုင်တာကိုသုံးတယ်နောက်တစ်ခါကတော့စစ်ပွဲကဖြစ်ဖို့အများကြီးနှိစက်သွားပြီဆိုရင် on the brink of war အမှားဆိုရင် Iran နဲ့ဒီဟာနောက်တစ်ခါကကျတော့ဒီ Israel တွေကစစ်ပွဲပြင်ဆင်နေကြတယ်လို့တရင်ကြတော့เนาะအဲ့ဒါကို on the brink of war လို့သုံးတယ်ပေါ့နော် on the brink b r i n k brink of war ဆိုတာ အဲ့ဒါဟာစစ်ပွဲဖြစ်ဖို့အရင်နှိစက်သွားပြီနှိစက်တဲ့အချိန်လေးရှိသွားပြီနောက်တစ်ခုကတပ်တွေရွှေ့ပြောင်းလာကိုကို deploy troops လို့ခေါ်ပါတယ် DEPLY1ING deploy troops ပေါ့နော်အဲ့လိုတုံးပါတယ်နောက်တစ်ခုကကျတော့ scan ချတာ B station လို့လည်းတုံးပါတယ် B post လို့လည်းတုံးတယ် SDATN ဝင်ပြီအဲ့တော့ soldiers maybe stations ဝင်ချတပ်တွေခြောက်ခြောက်ခြောက်လိုက်မယ်လို့ပြောပါတယ်နောက်တစ်ခုကကျတော့ ကျွန်တော်တို့ဒီကာကွယ်မှုတိုက်ခိုက်တဲ့ဟာကို offensive လို့ခေါ်အဲ့ဒါကို launch offensive offensive ဆိုလို့ဆိုရင် launch ကစတင်တာပဲ offensive ကကာကွယ်မှုကိုစတင်တယ်ပေါ့အဲ့တော့စစ်ပွဲလုပ်တဲ့အကောင်ဖြစ်တဲ့အကောင်မှာကာကွယ်မှုကိုစတင်တယ်ဆိုရင် launch offensive လို့သုံးပါတယ်နောက်တစ်ခုကတော့ကျူးကျော်ဝင်ရောက်တိုက်ခိုက်တာကို storm territory တို့မဟုတ်အ invade uh, territory ပေါ့ရန်သူနယ်မြေဆိုတော့ enemy territory invade storm လို့ဒီနေရာမှာ storm ကတိုက်ခိုက်တယ်လို့အဓိပ္ပာယ်ရတယ် ျူးကျော်တိုက်ခိုက်တာ invade ပေါ့နော်တနက်ပြစ်တာကို open fire လို့လည်းသုံးပါတယ် open fire